။အော်ဂိုလာစတန်ဒီက AR Princess Inter Milan တို့ချစ်ချည်ခြေစံပွဲမှာမြန်မာယူဆက်ရှိအသင်းက Inter Milan ယူဆက်ရှိအသင်းကို၄ဂိုး၂ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။မြန်မာယူဆက်ရှိအသင်းကထပ်ဖြိုးဝေထပ်ဝေရန်ဆိုစတဲ့လူငယ်ကစားသမားတွေပါဝင်ပြီးတော့ရှင်မြန်ကစားခဲ့ပေမဲ့ပထမပိုင်းမှာမြန်မာနောက်တန်းရင်ခန်းစစ်အမားတွေကတဆင့်၁၈မိနစ်မှာ Thomas Shira မိနစ်၃၀နဲ့၄၀မိနစ်မှာ Adoran Dero ရဲ့တွင်ကိုတွေကိုခွင့်ပြုလိုက်ရတာကြောင့်ပထမပိုင်းပြီးမှာ၃ဂိုးမရှိဆိုတဲ့ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာမြန်မာအသင်းဟာတိုက်စစ်ဖွင့်ကစားခဲ့ပေမဲ့ပွဲချိန်53မိနစ်မှာ Fish Condi ကထပ်မံကိုသိမ်းယူခဲ့ပါတယ်။ပွဲချိန်62မိနစ်မှာမြန်မာတိုက်စစ်မှုကို Inter Milan နောက်တန်းကစားသမားတွေဖျက်ထုတ်ပုံကျမ်းခဲ့တာကြောင့်မြန်မာအသင်းပိုင်နယ်တီရခဲ့ပြီးတော့ပိုင်ဆိုးနိုင်ကချီပါကိုသိမ်းယူပေးခဲ့တယ်လို့ပွဲချိန်68မိနစ်မှာလူစားဝင်ကစားသမားမြက်ကောင်းခန့်ကချီပါကိုထပ်မံသိမ်းယူခဲ့တာကြောင့်ပွဲပြီးမှာ၄-၂ဆိုတဲ့ရလဒ်ထပ်ပေါ်ခဲ့ပါတယ်။မြန်မာ U18 တင်ဟာမြန်မာနိုင်ငံမှာလက်ခံကျင်းပမယ်။ အာဆီယံ U18 ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲမှာရလက်ကောင်းတွေရဖို့လေ့ကျင့်နေတဲ့အသင်းဖြစ်ပြီးတော့ဩဂုတ်လ23ရက်နေ့မှာအင်တာမီလန် U18 အသင်းနဲ့ဒုတိယခြေစမ်းပွဲကိုရှင်ပြန်ကစားမယ်လို့သိရပါဗျာ။